ခေမင်္ဂလာပါဇာနီကနေကြိုဆိုပါရစေဒီဗီဒီယိုလေးမှာ non standard ရဲ့အထင်ရှားဆုံးနတ်ဘုရားတွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ် non standard တွေကခေါနဲ့ goddess တွေကအေစာနဲ့ဗနာလို့ခေါ်ရဲမျိုးနဲ့တစ်ခုကနေဆင်းသက်လာကြတာပါအေစာနတ်ဘုရားတွေကစစ်ပွဲနဲ့ဉာဏ်ပညာကိုကိုးစားပြုကြပါတယ်ယောဂကုက္ကုကနဲ့အမြင့်ဆုံး ascan မှာ နေကြသူတွေပါထင်ရှားဆုံးအေဇာနဗျာတွေကတော့နဗျာဘီအိုဒင်မုဂျုနဗျာသောနဲ့လဲစားမှုနဗျာလိုကီယိုဖြစ်ကြပါတယ် ပနာကောတွေကတော့တဘာဝနဲ့ချမ်းသာခြင်းကိုကိုးစားပြကြပါတယ်။တီကောတွေရဲ့နေရာကတော့ဖာနာဟိမာ။ပင်လယ်နဖျားညေဟောနဲ့ငင်းကြိုင်းနဲ့ဖျားဖရီယူရောအထင်ရှားဆုံးပနာကောတွေပါ။အက်ထရာဆေးကဘာတိပင်ကြီးနဲ့ရှိတ်ဆက်ထားတဲ့လောကကုတ်အတွင်းမှာဒီနဖျားရဲ့စွန်းစားကနေအများကြီးရှိခဲ့သလိုအေဆာဖနာလို့ခေါ်တဲ့စစ်ပွဲတွေကလည်းရှိကြပါတယ်။ဆိုတော့အားလုံးသိကြတဲ့အိုဒင်ကနေပဲစလိုက်ကြအောင်များ။အိုဒင်ကအေဆာရဲ့ခေါင်းဆောင်ပါ။ နော့စ်နှစ်ဖျားအလုံးရဲ့ဘီယင်ဖြစ်တယ်လို့လူသားမျိုးတွေကလည်းဖန်ဆင်းခဲ့သူပါစစ်ပွဲနဲ့ဉာဏ်ပညာကိုကိုစားပြုတဲ့နှစ်ဖျားလေးဖြစ်ပါတယ်ချစ်ရှိဆောင်မြင်းကြီး slave နေရာနဲ့ပြစ်မှတ်ကိုဘယ်တော့မှမလွဲကုန်းကနေလှန်တန်းတို့ရဲ့ရှင်သခင်မှာအိုတရားမော်တက်ကိုလည်းကြမ်းကျင်တာကြောင့်အခြားခော့ရီထဲခေါင်းလုံးပူတာနေသူလည်းဖြစ်ပါတယ် freak နှစ်ဖျားမှာ freak ကတော့ odin မိဖုရားဖြစ်ပြီးတော့ sk ရဲ့ဘေးမှာပါအင်းတော့အင်းနဲ့အိမ်မူကိစ္စရဲ့ကိုစားပြုနှစ်ဖျားမှာဖြစ်ပါတယ် ။ဖရစ်ကတော့နတ်ဖျားမဝင်တဲ့ဖွဲ့စည်းထားတဲ့အောက်စင်ညာအုပ်စုရဲ့ခေါင်းဆောင်ပါ။နောက်ထပ်အေဆာနတ်ဖျားတယောက်ကတော့ဘော်ဒါပါ။အိုဒီနဲ့ဖရစ်တို့ရဲ့သားတယောက်ဖြစ်ပါတယ်။ဘော်ဒါဟာအလင်းနဲ့ရွှေလန်းမှုရဲ့နတ်ဖျားပါ။နတ်ဖျားတွေပါဝင်လောကကိုကူကတရားအလုံးဒီနတ်ဖျားကိုချစ်ကြပါတယ်။အလုံးချုံမလာပါခံရရဲ့ရုပ်ရည်ရှိပြီးတော့သူ့ခန္ဓာကိုယ်ကနေအလင်းရောင်တွေအောင်ထွက်နေသူပါ ဒီနှဖျားလေစောင်းမှုနှဖျားလိုကီရဲ့လက်ကွက်ကြောင့်တေဆုံးခဲ့ရသူလည်းဖြစ်ပါတယ်။ဘော်ရာတဲ့ကိုတေဆုံးသွားချိန်မှာသူ့ဖေဟိုရင်ဟာ trap နဲ့ဆွေလဲဆူကြီးကိုသူသားဘော်ရာနဲ့အတူစရေပြေခဲ့ပါတယ်။အားလုံးရင်းနှီးကြတယ်မိုးကျွန်းနှဖျားကြီးတော့လည်းအေးစားဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။သူကတော့အိုဒင်နဲ့ကမ္ဘာနဲ့သမီးယောရရဲ့သားတယောက်ပါ။ဂျိုင်းရန်ရီယန်ကနေလူသားမျိုးနွယ်မိခတ်ကိုကာဝယ်ပေးနေတဲ့ရှာပါနှဖျားတော်လည်းဖြစ်ပါတယ်။ ပြလိုက်တဲ့လက်ထဲကိုပြန်ရောက်လာတဲ့မေယောနီယာတူကိုင်ဆောင်ဖြစ်ပြီးတော့စိတ်နှကောင်ဆွဲတဲ့ယထာစီးသူဟာမကင်းအခွန်အကပတ်နဲ့ရန်ကွေပါတန်လဲအေစုံတို့ပိုင်ဆိုင်ထားခြင်းနဲ့တော့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။အလွန်ပန်းနေပြီးတော့သူ့ရန်သူတွေကိုလွယ်တူလဲစားနိုင်စွမ်းရှိတဲ့လိုဂီယာလည်းစကမာလည်းအေစာအဖွဲ့ဝင်လျောက်ပါ။အိုရင်နဲ့တော့ရဲ့ခီးသွားပေါ်တငယ်ရင်းကြောင်လည်းဖြစ်ပါတယ်။လိုဂီယာဖရော့စ်ဂျိုင်ယန့်ဖာဘူတီနဲ့လေဘေတို့ရဲ့တားတယောက်ပါ။ တေမင်းနဲ့ဆရာမ Hell ကွာမူကြီးယောမန်ကန်းနာနဲ့ Farmer Winbury ရဲ့အဖေတယောက်လေးဖြစ်ပါတယ်။လိုဂီယာသူ့ရဲ့ပုံစံနဲ့လိန်ကိုပြောင်းလဲနိုင်စွမ်းရှိပြီးပါတိတ်ဆန်ပဲဖြစ်ဖြစ်ရာဝတ္ထုပဲဖြစ်ဖြစ်ဘယ်ရောင်မစိုးပြောင်းလဲနိုင်ပါတယ်။လိုဂီမှာတင်ဂီတာတစ်ခုလည်းရှိပြီးတော့ S ပုံစံရစ်ပတ်နေတဲ့မွေးနှကောင်ပုံပဲဖြစ်ပါတယ်။ပြင်လဲလေနဲ့ချမ်းသာဒုက္ခရဲ့နတ်ဖျားတော်ဖြစ်တဲ့ညောကတော့ဘနာအဖွင့်ဝင်တယောက်ဖြစ်ပါတယ်။ ီနှစ်ဖျားကတော့ရေလိုင်းတွေရေစီးချောင်းတွေနဲ့မုန်တိုင်းတွေကိုထိန်းချုပ်နိုင်သူပါဗနာနာဖျားကပြည့်ခဲ့ပြီမဲ့အေစာဗနာစစ်ပွဲပြီးမှာတော့အေစာဖွဲ့ဝင်တယောက်ဖြစ်အတိမတ်ပြုခံခဲ့ရသူပါဖရီယူနဲ့ဖရီယာလို့ခေါ်တဲ့အမွန်နှစ်ဖျားနှစ်ယောက်ရဲ့အဖေလေးဖြစ်ပါတယ်လိုင်းတွေရဲ့တန်အောင်နားထောင်ပင်လယ်လေးကြီးကိုခံစားရင်းနဲ့ S ကမှာရှိတဲ့ Northern Hall မှာနေထိုင်သူပါချစ်ချင်းမိတာနဲ့မော်ပညာရဲ့နတ်ဖျားမှာဖရီယာဟာလည်းဗနာဖွဲ့ဝင်တယောက်ဖြစ်ပါတယ် သူ့ဖေညော့လိုပဲအေးစာဗနာစစ်ပွဲပြီးမှအေးစာဖွင့်မှတယောက်ဖြစ်လာတာပါဖေဟာအက်စကမှာရှိတဲ့နာမည်ကျော်မျိုးသမီးစစ်တီဘဲခရီတွေရဲ့ခေါင်းဆောင်ပဲဖြစ်ပါတယ်ဒီနှစ်ပြားမှာဟာလူပူလေးလေးအောင်ရဲ့တူပြီးအိပ်ပြီးတော့အလဲလဲအနေနဲ့ရရှိလာတဲ့မော်ဆန်နဲ့ပရင်စင်နာမန်လဲဆွဲကိုလည်းပိုင်ဆိုင်သူပါဖရီယာဟာကြောင်းကောင်ဆွေထားစီးသူဖြစ်ပြီးတော့လင်းယုံငမွေးနဲ့လှုပ်ထားတဲ့ဖေတာဟာမှာမှော်ဝေးုံကိုလည်းဝစ်စင်သူပါ ဒီမှာအဲ့ဒီဖေဒါဟာမဝဆုံဝဆင်သားတွေမှာလင်းုံတဲ့ဘောင်ဖြစ်ပုံပြောင်းနိုင်ပြီးတော့ပြန်သားနိုင်စွမ်းရှိနေပါတယ်။ဖေရဲ့အမောင်မောင်တို့ကဖြစ်တဲ့ဖရီးကလည်းဘနာခေါ်တယောက်ဖြစ်ပါတယ်။သူကလည်းအေစာဘနာစစ်ပွဲပြီးနောက်မှာအေစာတယောက်ဖြစ်လာသူကဇာတိဥဒုကောင်းဝင်ခြင်းနဲ့ကျွဲဝါချမ်းသာခြင်းကိုကိုးစားပြုတဲ့နတ်ဖျားတစ်ပါးလည်းဖြစ်ပါတယ်။ဒါကြောင့်သူနဲ့ပုံစံတူတဲ့အလင်းနတ်ဖျား F တွေရဲ့ F ဟိမ်မှာလည်းနေထိုင်လေးရှိသူပါ။ ကောလံပါစတီလို့ခေါ်တဲ့ရွှေဘဝန်ကြီးနဲ့ကိုင်းသူမပါဘဲနဲ့သူ့အလိုလိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့မော်တန်ဆာမာဘရန်နာတို့ရဲ့အရှင်သခင်တယောက်လည်းဖြစ်ပါတယ်။အဆုံးအထိနားထောင်ပေးသွားလို့ကျေးဇူးတင်ပါတယ်ဗျာ။ဗီဒီယိုလေးကိုချိန်ပြတဲ့လေဆိုတော့ Like and Subscribe လုပ်ပြီးတော့မိပါနိုင်အောင်နော်။